ရတန်းကြီးကိုစိတ်ချမှာတော့မဟုတ်ဘူးပေါ့နော်ဆင်းနေခင်ကအငယ်ဆုံးတမီပြီးတော့လဲဟိုပါပေါ့ပြီးတော့အိမ်တော်လည်းမကြသေးဘူးဟိုသူသူစိတ်ပူတာတကူကနိုင်ခင်တယောက်တည်းဖြစ်နေရမှာသူစိတ်ပူပါပေါ့နော်အဲ့ဒါလေးတော့ရှိရဟုတ်အဲ့ဒါလေးသူ့ကိုမဖြည့်ဆည်းပေးနိုင်တာတကူကအိမ်တော်မပြုတ်ပေးလိုက်တာကိုနိုင်ခင်မခွင့်မဖြည့်မဖြည့်ဆည်းပေးနိုင်တာပေါ့နော်အဲ့ဒါလေးပါဟုတ်မြင့်မတော်ပြောကြတာအထက်ပြောမလဲကိုနဲ့အမေအမေကကိုနဲ့အရင်ရင်းနှီးတဲ့လူဖြစ်တဲ့တဲ့ကြောင့် ချိန်လုံးအမေဘေးနားမှာနေတယ်အမေကိုချွဲတယ်အဲ့လိုကကိုတော့ဘာမှမရှိတော့ဘူးပေါ့နော်ချွဲစရာလူလည်းမရှိတော့ဘူးတိုင်မင်စရာလူလည်းမရှိတော့ဘူးပြောပေါ့တော့ခုခုဆိုရင်ဖွင့်စရာလူလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုး ဲဒီနေ့ကတော့ဟိုပွဲပွဲအကိုနဲ့ပထွန်းထွန်းနဲ့ခင်တာနဲ့အပွဲလာတတ်ဖြစ်တာပါရှင်ဟုတ်လားတကားအားတကားဆိုတာပေါ့နော်ကားတွေကအများကြီးရိုက်ကြရတယ်အောင်မြင်တဲ့ကားတွေလည်းရှိလို့မအောင်မြင်တဲ့ကားတွေလည်းရှိရဒါတော့အောင်မြင်တာပေါ့နော်အဲ့အရန်ကုန်ယူပါတယ်ရှင့်ဘုံဆိုရဲ့နာမည်တိုင်းအောင်မြင်တဲ့ဆောက်ကုန်ယူပါတယ်ရှင့်ဟုတ်ခုနကလည်းအာမေမြားပွဲမေတချင်းလေးဆိုတဲ့အချိန်မှာဒီသတိရလာတယ်တတိလည်းရရပြီးတော့ဟောဖုန်ပြီးလည်းလွမ်းဆွတ်တယ်ပေါ့နော် အော်ပြီးတော့ဒီအမေဒါလည်းဘလို့ဖြစ်တာကိုမေတို့အားကိုလည်းရရဆိုရဲစိတ်လေးရှိသားပါတယ်ရှင်ဟော။အမ်အများကြီးအားတင်းလို့ရှိဆက်ထားပါတယ်ဘလို့လဲဆိုတော့နေကင်တို့ကကြောက်ဟာစိတ်နဲ့လူနဲ့ရောစိတ်ရောလူရောအလုံးလဝရဲ့ခါမှာတခါလေးမှာပေါ့နော်ဝမ်းနည်းမှုတွေကိုပြစ်သက်ကိုငချပြရဲ့ဘိုင်းကြီးလည်းရှိရဲ့ပေါ့တော့ဟုတ်ပါဘူးဆိုတော့ပြင်မာလူရဲ့ အစင်တင်ရဲ့အချိန်ရှိရင်အစင်ပြင်းရဲ့အချိန်မှာရှိအောင်အားလုံးကိုစင်ပြရမယ်ချပြချင်ပါတယ်ဟုတ်အာနန်းခင်ကကြားရလေအမေကိုခါကြတော့ပြုစုစားလျှောက်တော့တောက်လျှောက်ပဲအမေလိုအပ်တာတွေမင်းစင်းကိုတက်ရတာဆိုနန်းခင်နေ့တိုင်းစင်းကိုမအိတ်တယ်အိတ်ဆောင်တယ်အမေဖြစ်ချင်တာမင်းစားချင်တာမင်းစားနိုင်တော့မှဆိုရင် သူပါစားချင်လဲစားချင်တာကိုငဲမနက်တိုင်းဝဲချက်သူတက်အချိန်ပေးတယ်ပေါ့နော်မနက်9နာရီကနေပြီးတော့အာမနက်9နာရီ17နာရီဆိုသူတက်အချိန်ပေးတယ်အဲပြီးတော့17နာရီနောက်ပိုင်းဆိုကိုအတွက်ကိုချိန်ပေးတယ်ပေါ့နော် ကွာကြာမိဆုံးသွားတဲ့အချိန်မှာအဲ့အချိန်ညာပို့လာချိန်မှာတခါကြီးဝမ်းလွတ်စမိတယ်ပေါ့နော်။ဩငငမေဟိုပေါ့နော်ငါတာဝန်ကြီးတယ်။အော်သူ့သူ့ဟိုပေါ့နော်ငါပြောပေါ့နော်ပြောအောင်တက်နိုင်ဆုံးကိုထားတယ်။တစ်ချင်တာစားချင်တာသွားချင်တာလာရတဲ့ကိုလို့ဖြစ်ပေးတယ်ပေါ့နော်ဟုတ်။အရင်တော့ဆိုရင်လည်းခုချသူနာရီကုညူစာအရေဥစလဲနေရင်ကိုရိုင်းမောင်းမလို့ပို့ဘူးပါတယ်အမေဒီအခုအာအခုသွားတဲ့ကိုရိုင်းမောင်းရတဲ့ဟာဝန်းနေစရာပဲဟိုဘာစကားမှလည်းမပြောနိုင်ဘူး ပင်နာမှာဗောနော်ဆီယမတော့တမ်းမြာပါပဲမဲ့လဲဆီယမကိုလည်းမပြောနာဆိုအနောက်မှာကိုယ့်ရဲ့အမေရဲ့ dead body ပါနေတဲ့ခါမှာဗောနော်ဝမ်းနေတယ်ဗောနော်ဝမ်းနေ order မဲ့လဲ order အမေခံစားရတာတွေကျွတ်လွတ်သွားပြီအချိန်တိုတွဲမှာဗောနော် သူမခံစားရတော့ဘူးသူသူပင်မန်းနေပြီဗောဆိုဆေးရုံမှာ3လရှိနေပြီတော့အဒီဆေးရုံမှာ3လဆိုတော့အရန်ပင်မန်းမှာပဲတော့ဩ အမေဆုံးခန်းကြီးဆိုရင်အမေထွက်တက်မှာနိုင်ငံလက်မှာဆုံးသွားတဲ့အတွက်ခါမှာလေအမေဖျားစာယူပေးတယ်အမေဆုံးသွားတဲ့ last minute မှာမှာပါတော့သူကောင်းရပုံရရဖို့ကိုနိုင်ငံတိတ်တိတ်လေးပဲနေပြီးတယ်ပြီးတော့လုံးဝမငိုဘူးတစ်စမ်းမငိုဘူးကိုကိုကိုတဲ့အတန်ကြားလို့ပေါ့နော်အမေစိတ်နှောက်ရှက်ဖြစ်ပြီးတော့မကောင်းတဲ့ဘုံတစ်ခုရောက်သွားမှလဲဆိုရင်လည်းတွေ့ချောင်းလို့နိုင်ငံနေနဲ့ပြောလဲဆိုဟို သူဆုံးတဲ့ချိန်မှာ7နာရီ40ဆုံးတဲ့ချိန်မှာတိနေပေါ့နှလုံးညှပ်ပြီးရဖြည်းဖြည်းချင်းနဲ့နဲ့တဲ့ချိန်မှာဟောဒါသွားပြီဆိုလုံးဝတိတ်တိတ်လေးပြီးသွားပြီပေါ့အဲ့လိုငြင်းငြင်းလေးပဲနေလိုက်တယ်ပေါ့နော်ဟုတ်သူမဆုံးခင်မှာတော့ဖရာတရားခွေတွေဖရာစာကိုလည်းနိုင်ငံကိုယ်တိုင်ရွတ်ပေးတယ်ပေါ့နော်ဟုတ်သူကတော့နိုင်ငံကိုစိတ်ချမှာတော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲနိုင်ငံကအငယ်ဆုံးတမီပြီးတော့လဲဟွာပေါ့ပြီးတော့အင်တော်လည်းမကြသေးဘူးဟောသူသူစိတ်ပူတာတကူကနိုင်ငံတယောက်တည်းဖြစ်နေရမှာသူစိတ်ပူ ဟာဗောနော်အဲ့အလေးတော့ရှိရဟုတ်အဲ့အလေးသူ့ကိုမဖြည့်စီပေးနိုင်တာတကူကအိမ်အောင်မပြုတ်ပေးလိုက်တာကိုနိုင်ငံမခွင့်မဖြည့်မဖြည့်စီပေးနိုင်တာဗောနော်အဲ့အလေးပါဟုတ်မြင့်မတော်ပြောကြတာတဲ့ပြောပြောမလဲအရာအားလုံးမရှိတော့ဘူးပေါ့ဗျာဆိုတော့နေကင်မှာအိမ်မှာအဖေရဲ့အမေရဲ့အဲနေကင်၃ယောက်ပဲနေရဆိုအကူနဲ့အမအခါကြတဲ့နိုင်ငံခြားမှာဖြစ်တဲ့ကြောင့်မလို့ဟိုပြောပြောမလဲ အာအမေမရှိတဲ့ချိန်မှာအိမ်မှာအဖေနဲ့အမေရဲ့အဖေရဲ့နန်းခဲပဲရှိတာပေါ့နော်အဲ့တော့အော်သူခံဝင်လိုက်ပြီဆိုလဲဝတ်အရင်တော့ဆိုနန်းခဲငန်းနေဆိုသူ့ကိုမနဲ့တိုင်ရီချိုးပေးနေကြရီချိုးပေးရီချိုးခန်းနဲ့ဝင်နေတတိယရတယ်အင်ဂျီလဲပေးလဲတတိယရတယ်ထမင်ခူးပေးရင်လဲတတိယရတယ်ပေါ့နော်မနဲ့မနဲ့ဆိုသူကော်ဖီဖြော်တတ်တယ်ကော်ဖီတောက်ဖို့လဲရှော်ပေးနေကြဆိုတော့အဲ့ဟာကြီးကအကုန်လုံးကပြောပြောမလဲကိုနဲ့အမေကကိုနဲ့အရင်ရင်းနှီးတဲ့လူဖြစ်တဲ့တဲ့ကြောင့် ချိန်လုံးအမေဘေးနားမှာနေတယ်အမေကိုချွဲတယ်အဲ့လိုကကိုတော်ဘာမှမရှိတော့ဘူးပေါ့နော်ချွဲစရာလူလည်းမရှိတော့ဘူးတိုင်မင်စရာလူလည်းမရှိတော့ဘူးပြောပေါ့တခုခုဆိုရင်ဖွင့်စရာလူလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုး